ေဆက်ချခန်းနာကိုတော့အစီအစဉ်တိုင်းဆောင်ရွက်ခဲ့ရာပထမဦးစွာနမောတတ္တ၃ချိန်ရွတ်ဆိုပြီးခန်းနာကိုစတင်ဖွင့်လှစ်ခဲ့ပါတယ် ဒုတိယအနေနဲ့သာသနာတက္ကသိုလ်ရဲ့ပမောက်ခချုပ်ဆရာတော်ကြီးထံမှ၅ပါးသီလခံယူဆောက်တည်ကြပြီးဆရာတော်ကြီးများမှပြိတ်တရားတော်ကိုချီးမြှင့်ကြပါ 回家，天色呀，你色呀，几时是夕阳呀？我，走吧，一步。 ဲ့ဒီနောက်ဆရာဆရာမများကိုစားဆရာကြီးဥတင်မြင့်နဲ့ဆရာကြီးဦးရမောင်တို့မှထာဝရဆွန်းပရီသဘင် အလူတော်ငွေကျပ်၁၀သိန်းကို စက်ကတ်လှူဒန်းပြီးဆရာဆရာမများမှလူပွဲဝတ္ထုများကိုလှူဒန်းကြပါလေ။ကြီးကြီးကြီးဆရာများကိုသုဘဝိပူဇော်ကြရာမြတ်မှုကိုတူတွေ့ရာမြတ်ကုသိုလ်ပွင့် က်လက်၍လူဒန်းမှုအစုစုတို့အတွေ့ရေဆက်ချတရားတော်ကိုနာယူခဲ့ကြပါတယ်။ သာသနံစိရန်တိတ်တထုသုံးချိန်ရွတ်ဆို၍အောင်မြင်စွာပြီးဆုံးနိုင်ခဲ့ပါသည်။ ဆရာမများဧည့်သည်တော်များနှင့်ចောင်းသားចောင်းသူဟောင်းများကိုလည်းနေ့လည်စာဖြင့်ယခုလိုအခန့်ကျွေးမွေးနိုင်ခဲ့တဲ့အတွေ့နနက်ခင်ပိုင်းကုသိုလ်ပြုလူရန်ပွဲလေးဟာ လူသားတို့နတ်သားတို့ခေါ်ဆိုရလောက်အောင်အားလုံးအတွက်စိတ်ချမ်းသာပြီးပျော်ရွှင်ကြည်နူးစွာနဲ့အဆုံးသတ်ခဲ့ရပါတယ်။ကုသိုလ်ဝေယဘဝအလျှောက်တစ်ခုကိုဖွေးရှာတင်းစရာမြင့်စရာ 不如不走，加油！别不顾都对了。 သမုဒ္ဒရာပမဒီကြောင့်ဒီမှာတို့များဆိုရာခြောက်ရအဆောက်ရှာကြပြာလာတဘောလူပါဂါရဝပြာဆိုရာသဘာဝတရားလူပါသဘာတိမွေမမင်းအတော်တလိမြတ်သောအစီလ ဘွဲတော်အမည်လေးကိုသိမိရှိပါဗျာ။ဥညာနိကတဲ့ဥညာနိကဒီလိုတော့မိတိလာစမှုလက်မှုသိပ္ပံเจ้าမှာဘုံဘုံကတာဝန်ထမ်းဆောင်ခဲ့တယ်လို့သိရှိရပါတယ်ဗျာ။ဘယ်နှခုနှစ်လောက်ကတာဝန်ထမ်းဆောင်ခဲ့တယ်ဆိုတာကိုအမိရှိပြပါဗျာ။မိတိလာ GTI မှာက1989ခုနှစ်ကနေပြီးတော့1992ခုနှစ်ရှိပေါ့။အဲ့ဒီမှာတာဝန်ထမ်းဆောင်ခဲ့တာလေ။ ုံဘုံကျောင်းမှာတာဝန်ထမ်းဆောင်ခဲ့စဉ်ကဘေဌာနမှာတာဝန်ထမ်းဆောင်ခဲ့ရဆိုတာလေးအမိရှိပေးပါဗျာအဲ့ဒီမှာတော့ကစာဘေဌာနပေါ့နော်တင်ချာဌာနမှာမဆရာဦးစိန်ထွေးတဲ့တင်ချာတင်နေတော့ပေါ့နော်ဘုံဘုံအနေနဲ့အခုလိုမျက်စရာပူဇော်ခွဲမှာဘုံဘုံရဲ့လှုပ်ပေါ်ကင်ဘက်ဝန်ထမ်းဟောင်းအနေနဲ့ပဲចောင်းသားများကိုမိရှိကျင်လာလေးများရှင်မိကြပေးပါဗျာအဲ့လေအခုလို့ မြတ်ဆရာပူဇော်ပွဲဆိုတော့လောဘကံမဆရာဆရာမတွေတငငချက်နေနဲ့လည်းပြန်တွေ့ရနောက်တော့တပြိတ်ចောင်းသားတွေနဲ့လည်းတွေ့ရတော့မွေးမြောက်ဝန်းတာတော့ဖြစ်တာပေါ့လေမတွေ့ရတာကြာကြတဲ့တငငချက်နဲ့ပြန်ဆောင်ကြရတော့ပြောရရင်ငယ်ဘဝပြန်ရောက်တယ်လို့ဖြစ်သွားတော့ပေါ့နော်ဘာပဲဖြစ်ဖြစ်ဒီကနေ့မတိလာចောင်းသားဟောင်းရဲ့မြတ်ဆရာပူဇော်ပွဲမှာအခုလို့ဒါသာသနာတက္ကသိုလ်မှာ လာပြီးတော့မှသာသနာအတွက်ပေါ့နော်သာသနာပြုကြမယ်ဆရာတော်တွေအတွက်စွမ်းမရေတပဲလာပြီးတော့မှ site to လှူဒါန်းနေဆိုတော့ပို့ပြီးတော့မှဆရာတွေပူဇော်ပွဲရောနောက်ပြီးတော့ဘာသာသာသနာအတွက်ကောအားလုံးတပြားနေပြီးသွားတော့ပို့ပြီးတော့မှဝမ်းမြောက်ဆရာကောင်းတာပေါ့မြတ်ဆရာပူဇော်ပွဲကျင်းပတယ်ဆိုတာတကယ်တော့ဟိုဘုရားဘာသာ နော်သာသနာမောင်တို့မြမလူမျိုးတွေအတွက်ရောဟိုတို့ဆရာတော်ဟောတော်တဲ့အတိုင်းပဲလေနော်ဆရာရဲ့ဂုံအာယုံပြုပြီးတော့မှဆရာရဲ့ဂုံကိုအတိမတ်ပြုပြီးတော့မှဒီနေ့အပြင်ဂျေဇုတိတက်လို့မလို့ဒီလိုပွဲတွေလောက်ကြတာဆိုတော့ဂျေဇုတရားကိုမမေ့တဲ့နော်ဂျေဇုတရားကိုမမေ့ကြဘူးဆိုတော့ကိုယ့်အတွက်လည်းဂျေဇုများ နောက်ပြီးတော့အားလုံးပေါ့လေအပေါင်းအသင်းတွေချင်းနဲ့အားလုံးပြန်ဆုံသွားတော့ချင်းချင်းလဲအတိအမြင်တွေပြန်ပြီးတော့မှဖလဲလို့ဆွေးနွေးလို့လည်းရတော့ဘူးနော်ငယ်တော့မှသိကြတာနဲ့အခုနောက်ပိုင်းမှာအလောက်ကိုင်းမှာရရှိကြတဲ့ဘုဒ္ဓတာနဲ့အဲ့ဒါတွေအားလုံးချင်းချင်းပြန်ပြီးတော့ဖလဲရနေမယ်ရှစ်ဆက်ရှစ်ဆက်ပြီးတော့မှဘဝအတွက်တိုးတက်တဲ့လမ်းကြောင်းတွေကိုရောက်နိုင်တယ် ါဗျာဖုံဖုံရဲ့ပီတိဖြစ်မှုလေးကိုချင်းမြောက်ပေးတဲ့အတွက်ဒီနေ့ဝန်တာမိပါတယ်ဗျာ နေပိုင်းမျက်စရာပူဇော်ပွဲအခမ်းအနားကိုတော့မန္တလေးမြို့ရဲ့စိတ်ငြိမ်အေးချမ်းလာတဲ့အရာလို့ဆိုရမယ်ကံတော်ကြီးဆောင်မှာရှိတဲ့ Green Restaurant ရဲ့မြခင်းမြေမှာကျင်းပခဲ့ပါတယ်